တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ6ရက်ကနေ14ရက်နေ့အတောအတွင်းမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တည်လက်တွေ့ကောင်ထဲပြောပြီးအောင်မြင်လိမ့်မယ်မြေတားရေးစမ်းပွက်မယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ် အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအကျိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်အခက်ခဲတွေကိုပြေလျောင်ဖြေရှင်းနိုင်လိမ့်မယ်ကျမ်းမာရေးအနေငယ်ခြူကြမယ်အနေရောမရှိဘူးသွားနာသွားကြိုက်ဖြစ်မယ်နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုလေးတွေနဲ့ကံမြမမှုလေးတွေကတော့တစ်ဆင်ပြီးတစ်ဆင်ဖြစ်ထွန်းသွားမယ်ရှိရနေရတော့ကိုယ့်အတွက်အရာရာအစဉ်ပြေသော ကကြမှာလွှမ်းမိုးတယ်။အဲကိုယ့်ရဲ့နေမှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်။ဆယ်ရဲ့နေမှာငွေစုလိုက်ဝယ်မယ်လက်ပွဲမယ်စီးပွားကံလုပ်ငန်းကံတိုးတက်မယ်။ဆယ်တရနေ့ကတော့ကစုံနာမြင့်နေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်အဆင်ပြေတယ်။ကိုယ့်ရဲ့ကံကြမှာမှလည်းအဲ့ဒီမှာထူးခြားတဲ့ပြောင်းလဲတွေရှိနေမယ်။ဆယ်နှစ်ရဲ့နေမှာအလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ်။ ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လုတာတွေချိုးပေးတယ်73ရက်နေ့မှာရံပတိဘက်ကတွေနဲ့ထိတဲ့ရင်ဆိုင်ပြီး အလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်74ရက်နေ့မှာ အသွာလာနေထိုင်ကြိုးဆက်ရမယ်မတော်တဆထိခိုက်မှုညလေးတွေဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြမှာအသွာလာကြိုးဆက်ရမယ်အရှိရကုန်တည်သွားစဉ် အနည်းဖြစ်တတ်တာလေးတွေကိုကြူးဆက်ရမှာဖြစ်ပါတယ်။တပတ်တာကာလအတော်တွေမှာတနင်္လာနေ့သောကြာနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နံပါတ်3 6ကိုကနန်းနေ့အကျိုးပေးတယ်။အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ဒီကလအတွင်း ကဆုံလာပြည့်နေ့မှာရောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါ ထူးခြားစွာ ကောင်းခြင်းကံတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဤကနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ၈ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာ ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ထူးခြားတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ်ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်ဝေကြီးကံလုံငန်းကံစီးပွားကံဘဝကံသုံးစုံရဲ့ကောင်းသောတက်လန်းပေါ်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်ဆေးရည်နေ့မှာအလုတ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်ဝေတော့အဖတ်မတင်ကိုယ့်ရည်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ် ရံများမယ်တိုက်ခတ်များမယ်။ဆယ်ရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းရှိမယ်။ဆက်တရက်နေရအရာရာဆင်ပြေသောကံကြမ္မာရှိမယ်။ဒီနေ့မှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်ကြလျော့စွာကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနှစ်သာရရမယ်။လူဒါနပြုပါကုသိုလ်ကောင်းမှုပြုပါ။ဆယ်နှစ်ရက်နေ့မှာတော့အလုံးစုံကောင်းသောနေထိုင်နဲ့ကံမြမ်းလာမယ်။ရပိုင်ခွင့်နဲ့လည်းဝယ်ပြန်ရမယ်။ ်ဆက်သောရည်နေမှာရန်တိုက်ခံတဲ့ရှင်ပြည်တို့ကဘဝတန်လန်းကိုဖန်တီးရမယ်အဆက်လေးရည်နေမှာတော့အသွမ်းလန်နေထိုင်ကူးဆက်ရမယ်မတော်တဆထိခိုက်မှုအနေကိုအထူးပြုကူးဆက်ရမယ်အရှိရကုန်တည်သွားစရာနေဖြစ်တတ်တယ်မနေ့ခုနိုင်ခွဲနဲ့၉နိုင်တွင်သွားလာနေထိုင်သတိထားပါနေမယ်ဒီကလာအတော်တွင်မှာတင်းလာနေသောကြနေစနေနေ့မွေးသူတွေကောက်ကျိုးပေးတယ်တင်းငွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ် တိလေးကိုကနံချိုးပေးတဲ့အညိုရောင်ပြာရောင်နုနှစ်ရောင်တို့ကိုဝင့်စင်သောဆွဲပြီးလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။အနီရောင်နှင်းစီပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်တိုက်ခန့်နေတဲ့ထိတ်တိုက်တွေ့မယ်။ စီစဉ်တာတမျိုးလက်တွေတမျိုးကြုံမယ်ဥတီချက်လမ်းကြောင်းတွေမှာအတားစီအပိဆိုးအနောက်ဆက်တွေနဲ့ကြုံမယ်စိတ်ရှိသီးခံပြီးဖြတ်သားရမယ်ရံပတိဘက်ကနေနဲ့အမြဲကြုံတတ်တဲ့စက်ပစ္စည်းလက်စက်ပစ္စည်းဒီချိန်မှဝယ်နဲ့အဝယ်မှားတတ်တဲ့ဒီချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စိတ်နှောင့်ရှက်တွေရှိတတ်တယ်ဒီနေ့ကရံပတိဘက်ကနေရင်ဆိုင်ပြီးမှလို့ရှိရပြေဆိုမယ်ကိုယ့်ရဲ့နေ့ကအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်ဆယ်ရက်နေ့မှာ ခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်စက်တရက်နေ့မှာငွေရေးကြေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်အဲ့ဒီကလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြေးမယ်စက်တရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမယ်ဆက်သုံးရက်နေ့မှာပဋိပက္ခတွေကြားတွေဖြတ်သန်းရမယ်ဆက်လေးရက်နေ့မှာမတော်တဆနေကယူဆိုင်ရမယ်ရန်တိုက်ခတ်နေတယ်လဲထိတ်တိုက်တွေ့တတ်တယ်ရှေ့ရကုန်တီသွားစရာနေဖြစ်တတ်တယ် မနေ့ခုနှစ်ခွဲနဲ့၉နှစ်အတွင်းသွားလာနေထိုင်အထူးပြုကူဆရပါလိမ့်မယ်။ကြာသာပတိနေ့၊သောကြာနေ့၊စနေနေ့၊မွေးသူတွေကောင်းကျိုးပေးတဲ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၅၉၄ကနန်းနေ့ချိုးပေးတယ်။အနီရောင်ချက်ဆွေးရောင်ပန်းရောင်တို့ကိုသုံးပြီးလူရှိရာကိစ္စများဆောင်ရွက်ပါအရင်ဒီဘာမှရှိတဲ့ဘုန်းတော်ကြီးကျောင်းမှာစံလူဒါနာပြုပါကျေးဇူးတင်ပါတယ်